မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ ကိုကန် MNDA ထံမှလက်နက်ချအညံ့ခံခဲ့တဲ့ပုံမှုချုပ်အင်းမင်ဦးအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူရာဒူနဲ့လာရှုကိုပြန်ရောက်ပြီးရမခတိုင်းစစ်ဌာနချုပ်ကိုပြန်တီးဆောင်မယ့်အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာကိုကန် MNDA ထံလက်နက်ချအညံ့ခံခဲ့တဲ့ပုံမှုချုပ်အင်းမင်ဦးကအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူရာဒူနဲ့လာရှုကိုပြန်ရောက်ရှိလာပြီးလာရှုစေယုံဖွဲ့ပွဲအပါဝင်လာရှုမျိုးပြန်လည်တီးဆောင်ရေးကိုဦးဆောင်လုပ်ကိုင်နေကြောင်းလာရှုဒေသပြည်သူတွေကပြောပါရယ်။မနီကမီလာ9ရက်နေ့လာရှုပြည်သူစေယုံကိုအရှိမြောက်တိုင်းစစ်ဌာနချုပ် ိုင်းမူဗိုလ်မှူးချုပ်အေမင်ဦးလာရောက်ဖွင့်လှစ်ခဲ့ပြီးမြို့ကိုလည်းလှည့်ပတ်စစ်ဆေးခဲ့ကြောင်းဒီကနေ့လက်ရှိအချိန်ထိလာရှုမြို့တွင်မှာပဲတိုင်းမူဗိုလ်မှူးချုပ်အေမင်ဦးရှိနေစေဖြစ်ကြောင်းလာရှုမြို့မှပြည်သူတချို့ကပြောပါတယ်။မနေ့ကစေယုံဖွင့်ပဲတိုင်းမူလာတဲ့ဒီနေ့ထိလည်းလာရှုမှာပဲဒီမှာပဲရုံထိုင်တော့မယ်လို့ကြားတယ်လို့လာရှုမှာဒေသတရင်ရှင်းမြစ်တွေကပြောပါတယ်။ MNDA ကအေပီလာနောင်ပိုင်းလာရှုမြို့ပေါ်စနေရက်ကွက်မှာဆုတ်ခွာသွားပြီးရဲ့နောက်အရှိမြောက်တိုင်းတိုင်းမူဗိုလ်မှူးချုပ်အေမင်ဦးကလာရှုမြို့ကိုပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီးစီရီယံဗိုလ်ကြီးစင်ရောကတော့လာရှုမ မှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ပြန်လည်အခြေဆိုင်ဖွင့်လှစ်မယ်လို့သိရှိထားအကြောင်းသတင်းဌာနကိုပြောပါရယ်။လာရှိမှာပဲရမခတိုင်းစစ်ဌာနချုပ်ပြန်အခြေဆိုင်မယ်အစားကမိုင်းရင်နဲ့တန်ရန်မှာထားမလားရွေးပေးမလားဘလို့ဖြစ်သွားမလဲမသိဘူး။လာရှိမှာပဲရမခတိုင်းစစ်ဌာနချုပ်ပြန်ဖွင့်မယ်လို့စီဒီအမ်ဗိုလ်ကြီးစင်ရောကပြောဆိုပါရယ်။ လာရှုမျိုးကို2024ခုနှစ်ဩဂုတ်လမှာ MNDA ကတိုက်ခိုက်သိမ်းပိုက်ပြီးတရုတ်ရဲ့ဂျာဝင်မှုကြောင့်အခုနှစ် AB လမှာပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ပါတယ်။လက်ရှိလာရှုမျိုးပြန်လည်တည်ထောင်ရေးဦးဆောင်နေတဲ့တိုင်းမှုဘုံမချုပ်အင်မင်းကမလအတွင်းတိုင်းမှုဖြစ်ခန့်အပ်ခဲ့ရတာဖြစ်ပါတယ်။ဘုံမချုပ်အင်မင်းက2024ခုနှစ်ဇန်နဝါရီလ4ရက်နေ့ MNDA ကလောက်ကင်ဒေတာကိုကဲမှုစစ်ဌာနချုပ်ဒါကာစာကိုသိမ်းပိုက်ခဲ့စဉ် MS 4စစ်စင်ကိုကဲမှုဌာနချုပ်မှာစစ်စင်ကိုကဲမှုဖြစ်တာဝန်ထမ်းဆောင်တာ ဒေသကုတ်ကဲမှုစစ်ဌာနချုပ်လောက်ကန်ဒေသကုတ်ကဲမှုဗိုလ်မှူးချုပ်မျိုးကျော်သူကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစည်းဖွဲ့ကတ္တဥက္ကဋ္ဌဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်တမငါငါဌာနမှုဗိုလ်မှူးချုပ်စောမျိုးဝင်းအမတ်စနစ်စစ်စင်ကုတ်ကဲမှုဌာနချုပ်စစ်စင်ကုတ်ကဲရင်မှုဗိုလ်မှူးချုပ်အောင်စောလင်းအမတ်ဆက်ချောက်စစ်စင်ကုတ်ကဲမှုဌာနချုပ်စစ်စင်ကုတ်ကဲရင်မှုဗိုလ်မှူးချုပ်တော်စင်ဦးလိုနေတူ MND ထံမှလက်နက်ချအညံ့ခံခဲ့သူဖြစ်ပါတယ်။လာရှိုးမြို့အခြေဆိုင်အရှိမြောင်တိုင်းစစ်ဌာနချုပ်ကို2024ခုနှစ်ဩဂုတ်လတွင်ကဆုံးရှုံးခဲ့ရပြီးရဲ့နောက်စစ်ကောင်စီကတန်ရမ်းမြို့ကိုအခြေဆိုင်အရှိမြောင်တိုင်း စစ်ဌာနချုပ်ကိုပြန်လည်ဖွင့်စည်းပြီးတိုင်းမှုအဖြစ်ပို့ချုပ်မြင့်ကျော်ထွန်းကိုခန့်အပ်ခဲ့ပါတယ်။အခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့ရမခန့်တိုင်းမှုပို့ချုပ်မြင့်ကျော်ထွန်းကကြားဖြန့်တရုတ်ငွေလင်ကိုင်းများထံမှငွေကျပ်သိန်းထောင်ချီလက်ယူမှုနဲ့စစ်ကောင်စီကရှာတူးမှဖေရှားဖမ်းဆီးလိုက်ပြီးနောက်ဗိုလ်မှူးချုပ်အေမင်ကိုကိုရမခန့်တိုင်းမှုတန်ရန်အဖြစ်စစ်ကောင်စီကအသစ်ခန့်အပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်တပုံးအနေနဲ့ TNL လိုချင်တဲ့ပလောင်ပြည်နယ် area ကဘယ်အထိလဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ TNL ဖွဲ့က2029စစ်စင်ရေးအတွင်းမှာမြို့နယ်12မြို့ နယ်ဒီသိမ့်ပိုင်ရရှိထားပြီးရနောက်ပလောင်ပြည်နယ်သတ်မှတ်ပြီးတောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကတောင်းဆိုလာခဲ့ပြီးပလောင်ပြည်နယ်ရဲ့ area ကမြေများထိတလဲလို့မေကွန်ထုတ်လျက်ရှိပါတယ်ပလောင်ပြည်နယ် area နေမြေကိုအခုလက်ရှိမှာ ပြောဖို့စောနေသေးကြောင်း TNL တွဲဘက်အထွေထွေအတွင်းရမှုနဲ့ပုံမူကြီးတာပန်လာကမေလ၄ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ CNN သတင်းဌာနရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ် ပုံမူကြီးတာပန်လာကနေမြေပဲပြောပြောပြည်ငယ်ပဲပြောပြောတမတ်ရမယ့်ကာလဟာအနာဂတ်မှာဖြစ်တော်လာမယ့်တိုင်းပြူပြည်ပြူလွတ်တော်ပုံစံဖြစ်မလားနိုင်ငံရေးဆွေးနွေးပွဲပုံစံဖြစ်မလားလာမယ့်နိုင်ငံရေးညီလာခံကြမှာပဲကျွန်တော်တို့တမတ်ရမှာဖြစ်ပါတယ်လောလောဆယ်တော့ကျွန်တော်တို့ကနေပြီးမှတာဝန်ယူပြီးစီမံအုပ်ချုပ်တဲ့နေမြေအဲ့ဒီလိုပဲပြောလို့ရပါတယ်အဲ့ဒါကတော့ဆန်းနှမြုံနယ်မှာဆိုရင်ကျွန်တော်တို့တာဝန်ယူစီမံပြီးတော့မှအုပ်ချုပ်နေပါတယ်အချိန်ကာလတစ်ခုထိနောက်တန်းလူမှုအစိုးရပုံစံမျိုးလားတနိုင်ငံလုံးကမျှော်မှန်းတဲ့ Federal Democracy အစိုးရပုံစံမျိုးလားအဲ့ဒီလိုမပေါ်ထုံးပြီးကျွန်တော်တို့ကကာလ လတစ်ခုအနေနဲ့တာဝန်ယူပြီးမှစောင့်ရှောက်ထားတဲ့ဒေတာလူတူးလို့ပဲပြောရမှာဖြစ်ပါတယ်။တကယ်ပြည်နယ်ဖြစ်လာဖို့ကတော့အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲမှာဆွေးနွေးမှတတ်မှတ်ရမှာဖြစ်ပါတယ်။ဘယ်နယ်မြေဘယ် area ဆိုတာအခုချိန်မှာပြောဖို့နည်းနည်းစောနေသေးပါတယ်လို့ပြောပါတယ်။ TNL ကမူဆယ်နန်ခမ်းနတ်ဖက်ကမိုင်းဝီကုတ်ကိုင်သိန်းဒီမန်တုံနမ်တူနန်ဆန်မိုးမိတ်မိုင်းငေါ်ကြောင်မဲတီပေါ်နောင်ချိုစတဲ့ဒေတာတွေကိုစူးစီးပြီးပလောင်ပြည်နယ်ဖြစ်တတ်မှတ်ဖို့ရှီမန်းထားတယ်လို့သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။2029စစ်စင်ကာလအတွင်း TNL တင်ပိုက်ထားတဲ့နောင်ချိုကြောင် ောင်မဲတီဘောမိုးကုတ်မိုးမိတ်အစရှိတဲ့ဒေသတွေမှာဆုတ်ခွာဖို့မြန်မာတပ်မတော်ဘက်မှကိုယ်စားလှယ်ဖွဲ့တွေကတောင်းဆိုခဲ့တဲ့အတွက်တရုတ်နိုင်ငံကုမင်းမျိုးမှနှစ်ရက်ကြာတွေးဆောင်ဆွေးနွေးမှုမအောင်မြင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဆိုပါတွေးဆောင်ဆွေးနွေးမှုကိုတရုတ်ရဲ့ဂျောင်းဝင်စီစံမှုနဲ့ AP 28 29ရက်တွေကကျင်းပခဲ့တာဖြစ်ပြီးသဘောတူညီမှုမရဘဲအဆုံးသတ်ခဲ့ကြောင်းဒါပေမဲ့လာမယ့်ဩဂုတ်လမှာထပ်မံတွေးဆောင်ဖို့နှစ်ဖက်သဘောတူထားကြောင်း TNN လေးဘက်ကထုတ်ပြန်ထားပါတယ်။ အဲလိုနေမြေပြန်လည်ဆုတ်ခွာခိုင်းခြင်းနဲ့ပတ်သက်ပြီး TNL အနေနဲ့ရခင်ကရက်တီချက်တိုင်းဆောင်ရွက်မှာဖြစ်ကြောင်း TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွင်ရီဦးကပြောပါရယ်၎င်းကလက်ရှိကတော့ကျမတို့ကစင်ရေးကာလကတော့ဒီမီလာကုန်ထိအပြစ်ခတ်ရစိုင်းကြီးညာထားတာဖြစ်ပါရယ်အဲ့ဒီအတွက်ကြောင့်ဘာထိုးစစ်စင်တိုက်ခိုက်တာမျိုးမှာကျမတို့ဆောင်ရွက်မှာမဟုတ်ပါဘူးလက်တလုံးမှာဂလင်ပေးတဲ့ပြည်သူတွေကိုစာနာထောက်ထားသောအပြင်တစ်ဖက်တမ်းအပြစ်ခတ်ရစိုင်းကြီးထိုးတာဖြစ်ပါရယ်မေလာကုန်အထိဒီတိုင်းဆက်ရှိနေမှာပါစကားစဘက်ကတောင်းဆိုတာကမဟုတ်ဘူးအပ ြင်းတခြား၅မြို့ပေါ်ပြန်လည်ဆုတ်ခွာဖို့တောင်းဆိုတာတွေရှိတယ်။ကျမတို့ကတော့ဒါကိုသဘောမတူနိုင်သေးဘူးပြန်လည်ဆုတ်ခွာတာမျိုးတွေတော့မရှိဘူးပေါ့။ကျမတို့ရည်တည်ချက်တိုင်းဆောင်ရွက်မှာဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။နှစ်နှစ်ကျော်ကြာမြင့်လာတဲ့2029စစ်စင်ကာလအတွင်းကိုကန်တပ်ဖွဲ့ MNDA နဲ့အပြည့်ရဲ့ဇွန်းနေငိုင်းခဲ့တော့လေ TNL နဲ့ကတော့ညီနိုင်မှုအဆင်မပြေသေးပဲဖြစ်နေကြတာပါ။၂025ခုနှစ်အပိလ28 29ရက်ကကုမင်းစုနေပွဲမှာ TNL ဘက်မှနှစ်ဖက်တပ်များရောက်ရှိနေရမှာရတန်ကအပြည့်ရက်ရက်စဲဖို့နှစ်ဖက်ထိုးစစ်မ စင်ဖို့အပြင်လေကြောင်းပုံကျဲလက်နက်ကြီးပစ်ခတ်ခြင်းနဲ့ဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေရပ်တန့်ဖို့တောင်းဆိုခဲ့ပါတယ်။ဒါအပြင်နှစ်ဖက်ထိန်းချုပ်နေမြေဒေသတွေမှာဒေသခံပြည်သူတွေရဲ့စားဝတ်နေရေးနဲ့စေဝါတင်ယူပို့ဆောင်ရေးအတွက်ဖြတ်တန်းသွားလာခွင့်ကိုလည်းတောင်းဆိုထားကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့စစ်ကောင်စီကတလာအတွင်းရှမ်းမြောက်ရှိမြို့ချောင်းမြို့ကိုလေကြောင်းပါဝင်လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကတလာအတွင်းရှမ်းမြောက်ရှိမြို့ချောင်းမြို့ကိုလေကြောင်းပါဝင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားပြည်သူများထိခိုက်ဒေဆုံးခဲ့ရကြောင်းပလောင် ြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF DNL ထံမှသိရပါရယ်အဆိုပါမြို့များမှာနောင်ချိုမိုးကုတ်တပိတ်ချင်းတီဘောမိုင်းရော်နဲ့နန်းစမ်းမြို့နယ်တို့ဖြစ်ပြီးစစ်ကောင်စီကပြီးခဲ့တဲ့ AP လာတွင်တိုက်ပွဲမရှိဘဲတိုက်ခိုက်ခဲ့တယ်လို့၎င်းတို့ရဲ့မိုင်းကြောင့်ထိခိုက်ဒိဆုံးသူတွေလည်းရှိကြောင်းသိရပါရယ်ကျမတို့ဒေသမှာပုံကျဲတာတွေပိုလုလာပါရယ် AP လာမှာဆိုရင်တော့ပုံကျဲတိုက်ခိုက်မှုကအများဆုံးပါပဲနောင်ချိုမိုးကုတ်ကပို့ပြီးတော့မှရှင်ဆိုင်နေရတယ်လို့ DNL ပြောခွင့်ရလေးယူကမေလ၄ရက်သတင်းစာရှင်းလင်းပွဲမှာမီဒီယာတွေကိုပြောပါရယ်ဒါအပြင် DNL ထိန င်းချုပ်ထားတဲ့အနေမျိုးဒေတာတွေမှာစစ်ကောင်စီကစည်ရီးတုံမြင့်လှုပ်ရှားခြင်းနဲ့လက်နက်ကြီးတို့နဲ့ပစ်ခတ်မှုတွေပုံမှန်လှုပ်ဆောင်နေတာကိုတွေ့ရှိရတဲ့အတွက်ပြည်သူများသတိထားကြဖို့၎င်းကတိုက်တွန်းပြောဆိုပါတယ်။ပြီးခဲ့တဲ့ AP လာတွင်စစ်ကောင်စီတပ်မှလေကြောင်းဒရုန်းတို့နဲ့ပုံကျဲတိုက်ခတ်မှုတွေအပြင်မိုင်းနဲ့လက်နက်ကြီးတို့ကြောင့်နေအိမ်များပြားပျက်စီးပြီးပြည်သူနာဦးတည်ဆုံကကလေးငယ်ပါဝင်ကိုဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း TNL ကထုတ်ပြန်ထားပါတယ်။အဲ့ဒီကာလက TNL အပါအဝင်မြောက်ပိုင်းညီနောင်မဟာမိတ်တုံးဖွဲ့ကငလင်တန်တဲ့ပြည်သူတွေကိုလူသား ားချင်းစာနာထောက်ထားတဲ့အတွက်တလတာတစ်ဖက်သက်အပြည့်ရထားတာဖြစ်ပြီးလက်ရှိမှာလည်းတလထက်မှန်တိုးထားကြောင်းသိရပါတယ်။ထို့အတူစစ်ကောင်စီကလည်းအပြည့်ရတယ်လို့ထုတ်ပေါ်ပြောဆိုထားတဲ့ကာလတစ်ခုဖြစ်ပြီးလက်တွေမှာတော့စစ်ရှုံးနေမြင်များပြန်လည်ရရှိဖို့အတွက်အလီကျောင်းအုံပြုကနိုင်ငံတော်ထိုးစစ်ဆင်တိုက်ခိုက်နေရရှိကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုံးအနေနဲ့ Sky Villa ကွန်တုံကနေကြက်သိန်းရာကျော်ဒေါ်လာရီနဲ့ရွှေတုံးတွေတွေ့ရှိရကြောင်းတင်ဆက်ပေးပါမယ်။မလင်တန်ကျောင်းပြိုကျပျက်စီးသွားတဲ့မန္တလေးမြို့က Sky Villa ကွန်တုံအဆောင်ကိုရှင်းလင်းရာမေလ6ရက်နေ့မှာကြက်သိန်းရာချီရွှေတုံးတွေနဲ့ဒေါ်လာတောင်းကနန်းရှာတွေ့ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ကွန်တုံအဆောင် B အဆောင် C အဆောင်နဲ့ D အဆောင်တွေကိုဖယ်ရှားရှင်းလင်းချိန် B အဆောင်ရဲ့အခန်းမှာ 19ကနေတွေ့ရှိခဲ့တာလို့မိသက်ကဆိုပါတယ်3800ကျော်အမေရိကန်ဒေါ်လာ3000ရွှေ30တာ10တုံးအပါဝင်အခြားသောလက်ဝတ်ရတနာပစ္စည်းတွေပါတွေ့ရှိရတယ်လို့မိသက်ကဖော်ပြပါတယ်အခုလို့တွေ့ရှိရတဲ့ပစ္စည်းတွေကိုပိုင်ရှင်ကိုစားမောင်တော်ဆက်သူတန်းပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကလွှဲပြောင်းပေးလိုက်ပြီလို့ဓာတ်ပုံနဲ့အသိပေးပါတယ် Sky Villa Condo ပြောကြားမှုမှာမေလ3ရက်နေ့ထိမိသက်ရဲ့စင်ရင်ရရှုပ်လောင်း139လောင်းထိတွေ့ရှိထားတာဖြစ်ပါတယ်အမျိုးသား44ကိုမျိုးသမီး83ကလေး73ကြားမမခွဲခြားနိုင်တော့တဲ့သူကိုဦးစု ုပါ139ရေရုပ်လောင်းနေတွေ့ရှိထားတယ်လို့မိသက်ရဲ့ထုတ်ပြန်ကြံရသိရပါတယ်။ပြိုကျသွားတဲ့ကွန်တိုအပြည့်စင်းယူတွေမှာပိမိနေသူတွေကိုရှာဖွေကယ်ဆယ်ခဲ့ရမှာတော့အသက်ရှင်လျက်50နာရီကယ်ဆယ်နိုင်ခဲ့တယ်လို့မိသက်ကဆိုထားပါတယ်။ငလင်းမလောက်ခတ်ခင်မလ29ရက်နေ့ဒီစကိုင်းဖလာကွန်တိုမှာနေထိုင်သူဥယေ348ဦးရှိတယ်ဆိုတာမန္တလေးတိုင်းထွေဥယေစင်းနေရသိရတယ်လို့ကယ်ဆယ်ဖွဲ့ဝင်တချို့စီကသိရပါတယ်။မန္တလေးလမ်း60 23လမ်းနဲ့24လမ်းကြားမှာရှိတဲ့စကိုင်းဖလာကွန်တိုကို17ထပ်စီရှိတဲ့အဆောင်ကိုလေးလုံးနဲ့ င်းဖွဲ့စည်းထားပြီးငလင်တန်ခံရပြီးရနောက်အဆောက်အုံသုံးလုံးပြိုကျသွားခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။